အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အစ်စက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ရောင်မလေးတွေပြည့်နေတဲ့ရောင်ခမအင်ဆိုရဲပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစ်စင်တင်ဆက်သူအန်နာပါဆရာဦးတဆိုတဲ့အမျိုးသမီးတယောက်ကตาတယောက်နဲ့သမီး၅ယောက်မွေးထားပါတယ်ဒီအချိန်မှာတော့ရောင်ခမဖြစ်သူကတော့နည်းနည်းလေးမှမကျေနပ်သေးပါဘူးချွေးမလေးရေနေ့မှာตาလေးတယောက်ထဲရှိတာตาတယောက်ထဲနဲ့ဘလို့ဖြစ်မလဲ အနေဆုံးသားနှစ်ယောက်လောက်တော့ဖြစ်တင်တယ်။သားနှစ်ယောက်မွေးထားတော့မှတယောက်ကတခုတစုံတရာဖြစ်သွားတဲ့အခါကျရင်တယောက်ကကြံနေမှလီ။ငါရီရဲ့မျိုးဆက်ကြံဖို့အတွက်ဆိုလို့ရှင်တော့နောက်ထပ်သားတယောက်လို့ကိုလို့တယ်။နေမွေးထားတာတယောက်တည်းရှိတော့ဒီတယောက်ထဲကသာတခုခုဖြစ်သွားလို့ရှင်တော့ငါတို့တည်တဲ့အခါဘယ်သူကမီးတချို့ပေးမလဲ။အမေကလည်းရှင်တကယ်ပါပဲ။ဘာဖြစ်လို့အခုလိုမျိုးပြောနေရတာလဲ။ကျမစဉ်းစားကြည့်ပါဦးမရှင်။ ဒီလိုနဲ့စနိုးစကနောက်ထပ်တမီးနှစ်ယောက်မွေးဖွားလိုက်ပြီးရခမဖြစ်သူကတော့ကွဲလွန်သွားခဲ့ပါရည်။အခုဆိုရင်သူခမရတမီးခုနှစ်ယောက်နဲ့သားတယောက်မိခင်ဖြစ်သွားခဲ့ရပါပြီ။ရန်ဂျန်ကတော့အတီးဆုံးဖြစ်ပြီးဂျန်နဲ့သူရဲ့ညီမခုနှစ်ယောက်ရှိပါရည်။ရန်ဂျန်လည်းပညာရေးစူးစမ်းတင်ယူပြီးနောက်မှာတော့အလောက်ကောင်ကောင်တစ်ခုရရှိသွားခဲ့ပါရည်။ လက်ထပ်ဖို့အရွယ်ရောက်ရှိလာခဲ့တဲ့အခါမှာတော့ကောင်းလေးကိုကြည့်ဖို့အတွက်သတို့သမီးရှင်တွေအများအကြီးရောက်ရှိလာခဲ့ကြပါမယ်။အိမ်မှာရောင်မလေးတွေအများအကြီးရှိနေတာကိုတွေ့ကြရတဲ့အခါမှာတော့အားလုံးကလည်းထွက်ပြေးသွားကြပါရဲ့။နောက်ဆုံးမှာတော့ပါယယ်ဆိုတဲ့မိန်းကလေးတယောက်နဲ့သူတွေ့ဆုံခဲ့ပါရဲ့။သမီးလေးတို့အားလုံးတေချာနားထောင်ကြ။ဒီနေ့နင်တို့အကိုကိုမိန်းကလေးဘက်ကလာကြည့်ကြလိမ့်မယ်။နင်တို့အားလုံးအိမ်ထဲမှာပဲသွားပုန်းနေကြကြလား။နင်တို့တွေကတယောက်ယောက်အပြင်ကိုထွက်လာရင်တိတ်ဖို့သာပြင်ထားနော်ငါအဆိုးမဆိုးနဲ့။ တမီးအကြီးရှာလူကလည်းပြောလိုက်ပါရင်ဘာလဲအမေရလည်းတမီးတို့အပြင်ထွက်နေရနဲ့အကိုကလည်းမထက်ရတော့ဘူးလားနေရလေပါဇက်ပိတ်ထားငါပြောတဲ့လောက်ကိုပဲလှုပ်ဆန်းပါရှာကိုရှိတယ်ကဲတွားတွားတွားအထဲတွားတော့ကဲအကြီးဆုံးနှစ်ယောက်နင်တို့တာဝန်တော့အငယ်လေးတွေကိုအပြင်လုံးဝမထွက်လာစေနဲ့ကြားလားပါရက်လေးရဲ့မိဘတွေကလည်းရန်ဂျန်ကိုကြည့်ဖို့အတွက်ရောက်လာခဲ့ကြပါရဲ့ရန်ဂျန်နဲ့သူရဲ့အင်္ဂလိပ်ကိုတော့သူတို့လည်းသဘောကျနှစ်သက်အောင်ကြတာပေါ့ပါရလီရဲ့ဖခင်ဖြစ်သူကလည်းမေးလိုက်ပါရင် ဒါနဲ့အကိုအကိုစီမှာသားတယောက်ပဲရှိရလားဒါပေါ့ပြောရမယ်ဆိုရင်တော့သူကကျွန်တော်အတော်သားတယောက်ပဲရှိတယ်လို့ပြောရမယ်အာဘလို့ကြီးလည်းမသိဘူးရှင်ကျမနားမလဲလို့လို့ဩသူပြောချင်တဲ့သဘောကသားကတော့တယောက်တည်းရှိရပါသမီးရှိတယ်လေသူတို့ကတော့သမီးလည်းတယောက်ပဲရှိမယ်လို့ထင်သွားခဲ့ပါတယ်အားလုံးကလည်းဝမ်းသာပျော်ရွှင်စွာနဲ့မင်္ဂလာဆောင်ကိုသဘောတူသွားခဲ့ကြပါတယ်မင်္ဂလာဆောင်ဖို့နေ့ရက်ကတဖြည်းဖြည်းနဲ့နီးကပ်လာနေခဲ့ပါပြီရန်ဂျန်ကတော့အရင်တုန်းကထပ်ပေါ်ပြီးစွန့်ရင်ပူပန်နေပါတယ် အမေရဲ့တောင်းမညီမခုနှစ်ယောက်ရှိရဲဆိုတဲ့အကြောင်းတို့ကိုဘာဖြစ်လို့မပြောပြရတာလဲသားရဲ့လက်ထပ်ပြီးသွားတဲ့အခါကျရင်တော့ရပြီဘာအုံးမထပ်ပြီးရောစိုးရင်ပိုပန်းเสียမလို့တော့အခုလောလောဆယ်တော့ဒီ main ကလေးတွေအကြောင်းကိုအမေတို့ဖုံးကွယ်ထားမှဖြစ်မယ်နော်အမေရဲ့ဒါနဲ့မြန်ဘာဖြစ်လို့ကလေးတွေအများကြီးမွေးခဲ့ရတာလဲအခုအမေကြောင့်နဲ့သားရဲ့အနာဂတ်ကစိုးရင်เสียအခြေအနေဖြစ်နေပြီလေအော်သားရဲ့နောက်တစ်ယောက်နောက်တစ်ယောက်ဆိုပြီးရောမွေးနေရင်လည်းများသွားတာပါအမေအပြစ်တော့လည်းမဟုတ်ပါဘူး ။နောက်တစ်ပတ်ဆိုရင်တော့စိတ်ဆက်ပွဲအမေဘလို့လောက်ကြောက်မလဲဆိုတော့ကိုတော့အမေတခါတည်းစဉ်းစားထားလိုက်တော့ဒါကြောင့်မိခင်ဖြစ်သူကလည်းကြံစီနေခဲ့ပါရီ။ကဲရှာလို့နင်ကအကြီးဆုံးဆိုတော့ကြံတဲ့နင်းရဲ့ညီမလေးတွေကိုအိမ်မှာကောင်းကောင်းထိန်းသိမ်းထားကြလား။အနီကနင်ကတော့စိတ်ဆက်ပွဲနေကြရင်ပြင်ဆင်ပြီးငါတို့နဲ့အတူတူလိုက်ခဲ့။ကျန်တဲ့မိန်းကလေးတွေကလည်းသူတို့အကိုရဲ့ဆစ်ဆက်ပွဲကိုလိုက်ချင်နေဆိုပြီးတော့ငိုကုန်ကြပါရဲ့။ပါဇက်ပိတ်ထားကြစမ်းပါဘလို့ဖြစ်နေကြတာလဲ။နင်တို့အကိုလက်ထပ်ပြီးတော့တဲ့အခါကျရင်တော့နင်တို့ကြိုက်တာကိုသာလောက်ကြတော့ နင်တို့အကိုလက်မထက်ပဲတသက်အလုံးဒီပုံစံအတိုင်းနေသွားတော့ကိုမြင်ချင်းလို့လားအိမ်မှာရောင်မတရောင်မမလာဘူးဆိုလို့ရှင်တော့ဘလို့လောက်ကြမလဲမဟုတ်ကြအမေရဲ့အမေပြောတဲ့စကားကိုကျမတို့နားထောင်ပါမယ်နော်ဒီလိုနဲ့ရန်ကြန်ကြီးရဲ့စိတ်ဆက်ပွဲကလည်းပြီးစီသွားခဲ့ပါရဲ့နောက်ဆုံးမှာတော့ပါရလကလည်းအိမ်မှာထွေးမလေးအနေနဲ့ရောက်ရှိလာခဲ့တဲ့နေရောက်ရှိလာခဲ့ပါရဲ့ဒါပေမဲ့တနောင်းဆရာကောင်းတဲ့မိန်းကလေးငယ်လေးတွေကတော့အခန်းထဲမှာအခုချိန်ထိပုံနေကြရပါရဲ့ရန်ကျန်ရဲ့ရှေ့အိမ်ကတိတ်ဆိတ်ခြောက်ကလိုက်တာနော်မိသားစုတင်းငယ်ရာကလည်းမကောင်းဘူးလို့ပြောလို့ရတယ် အိမ်မှာကလေးတွေအများအကြီးရှိရင်တော့ဘယ်တော့မှပြောစရာကောင်းလိုက်မလဲအခုချိန်မှာရန်ဂျန်ကလည်းပြောပြလို့မရပါဘူးသူ့အိမ်ရဲ့ဆယ်လေးလေးတွေကိုအမေဖြစ်သူကအပေါ်ချက်ကအခန်းထဲမှာဖွက်ထားတယ်လေရန်ဂျန်ကလည်းပြုံးနေပြောလိုက်ပါရဲ့ကလေးတွေအများကြီးရှိတာကောင်းပါတယ်ဒါပေမဲ့ငါကတော့ကလေးမဟုတ်ဘူးနော်ဒီစကားကိုကြားခဲ့ရတဲ့အခါမှာပါယယ်ရည်နေခဲ့ပါတယ်နောက်နေ့မှာတော့ဆရိုးစ်ကလည်းပါယယ်ကိုပြောခဲ့ပါတယ်ချွေးမလေးရေဒီနေ့တော့နင်ကိုယ်တိုင်ထမင်းဟင်းချက်ရလိမ့်မယ်နော် ဟုတ်ပြီလေအမေဒါဆိုရင်တော့ကျမပစ္စည်းတွေတစ်ခါတည်းထောက်ပေးလိုက်နော်ရခမဖြစ်တော့ကတော့ဂျုံတွေစံတွေ1ကီလိုလောက်ကိုထုတ်ထားပေးလိုက်ပါတယ်ပြီးတာနဲ့ပြောလိုက်ပါတယ်ဒါနဲ့ချွေးမလေးရေမဆလာရီငရုတ်ဒီမောက်တွေကိုရောတစ်ခါတည်းထည့်ပေးရမလားဒါမှမဟုတ်နင်ထည့်နေကြပုံစံအတိုင်းပဲစဉ်းစားပြီးထည့်မလားဒါနဲ့အမေထမင်းတွေကအဲ့လောက်အများကြီးချက်မလို့လားအေးဟုတ်တယ်လေချွေးမလေးရေငါတို့အိမ်မှာနေ့တိုင်းထမင်းတလောက်ပဲချက်ကြတာ ဒီစကားကိုပြောနေရင်စရိုးကလည်းပါးစပ်ကိုအမြန်လှမ်းပိတ်ပြီးတော့ပြောလိုက်ပါတယ်ဒုက္ခပဲငါဒါဘာတွေပြောနေရလဲထွေးမလေးငါတို့အကြောင်းဘာတွေစဉ်းစားနေပြီလဲမသိပါဘူးဒါကြောင့်သူကလည်းစကားကိုပြန်ပြင်ပြောလိုက်ပါတယ်ထွေးမလေးရဲ့နေကအရန်ကိုလန့်သွားတဲ့ပုံစံမဲ့ငါတို့စားနောက်နေရပါငါဒီနေ့နေ့ကိုထမင်းဟင်အများကြီးချက်စေချင်လို့လေဒါမှနေထမင်းဟင်ချက်ပြီးသွားတဲ့အခါကျရင်ငါစင်ရဲသားတွေကိုတော့ကြွေးလို့ရမှာစင်ရဲသားတွေရဲ့စွတ်တောင်းမြေတာကအမြန်ပြည့်တယ်သူတို့ရှိကစွတ်တောင်းမြေတာတွေနေကိုရစေချင်လို့ ဒါမှလည်းနေရဲ့အိမ်ောင်ကြီးကတာယာပြောရွှင်စရာကောင်းနေမှလီဒီစကားကိုကြားခဲ့ရတဲ့အခါမှာပါရယ်လဝမ်းတာပြောရွှင်သွားပါရဲ့အမေရဲ့အမေရဲ့အရန်သဘောကောင်းတာပဲနော်ကျမအမေကိုအရန်ချစ်တယ်ဒီလားအခုခင်မစင်းရဲသားတွေကိုအလောက်ထိတနာကျင်တာတဲ့တူကဘယ်မှာရှိတော့လို့လဲရန်ဂျန်ကလည်းသူ့မိမကိုလာပြောပါရဲ့မစိုးရင်ပါနဲ့မိမရဲ့အမေကအရန်တနာကျင်တာတတာတရက်ကိုနှစ်ကြိမ်လောက်ကတော့တူကတနာကျင်တာရင်းမင်းကိုလည်းတနာကျင်တာခိုင်းလိုက်မယ် အဲဒါကြောင့်မင်းတရက်ကိုနှစ်ကြိမ်အလောက်ထိထမင်းတွေအများကြီးချက်ဖို့အတွက်ပြင်ဆင်ထားလိုက်တော့ပါရဲလကလည်းတယောက်ကြားစားနောင်နေတယ်လို့ထင်သွားခဲ့ပါတယ်။သူမလည်းရှင်မောနေရင်လည်းထမင်းဟင်းတွေကိုအများဆုံးချက်ပြုတ်ခဲ့ပါတယ်။ချွေးမလည်းရေနေအရန်ပြန်မှန်းသွားပြီလား။ရခမအိမ်မှာထမင်းဟင်းတွေအများကြီးချက်လိုက်ရတာဆိုတော့လီနေအခန်းထဲမှာသွားပြီးတော့အနားယူလိုက်ဒီအချိန်အတွင်းငါတို့တွေအပြင်သွားပြီးတော့ထမင်းသွားဝေပေးလိုက်အောင်မယ်။ပြီးသွားတော့မှငါတို့အတူတူထိုင်ပြီးထမင်းစားကြမယ်နော်။ပါရဲလကလည်းသူ့ရဲ့အခန်းထဲမှာအနားသွားယူနေခဲ့ပါတယ်။ ဒီအချိန်မှာ Zeroz ကလည်းသမင်းတွေကိုဘူးထဲမှာထည့်ပြီးသူရဲ့သမီးလေးတွေအတွက်ယူဆောင်သွားခဲ့ပြီးပါတယ်။ခက်လေးတို့ရေဘိုက်ဆာနေကြပြီလား။ဒီနေ့နင်တို့ရောင်မကိုတိုင်းချက်ပြုတ်ထားတဲ့သမင်းနင်တို့အတွက်ယူလာခဲ့ပြီးရာစားကြည့်။အမေရဲ့မစားချင်ပါဘူး။သမီးတို့အခုလိုနေရတာအရန်ကိုစိတ်ရှုပ်လာပြီးသမီးတို့ဒီအခန်းကနေပြီးတော့ထွက်ချင်တယ်။အကိုကလက်ထပ်ပြီးသွားပြီလေအမေရဲ့အခုဘာရင်များထပ်ပြီးတော့ပြဿနာရှိနေရသေးရလေ။ဘယ်အချိန်ထိကျမတို့ဒီအခန်းထဲမှာပဲနေနေရအောင်ပါလေ။နားလေပါတယ်နင်တို့ရဲ့ခံစားချက်ကိုအမေနားလေတယ်။ ဒါပေမဲ့နင်တို့အားလုံးကိုတခါရဲတွေးလိုက်ရလို့ရှင်တော့သူလန့်ဖြန့်ပြီးအိမ်ပေါ်ကဆင်းသွားမှာဆိုလို့ပါမရက်ပြန့်ကြလို့ရှင်တော့တို့ထုံတန်းဆန်လာအရာမိဘအိမ်ကိုပြန်ရလိမ့်မယ်အရိခါနင်တို့အပြင်ကိုထွက်လာခဲ့လိုက်ကြပေါ့အချိန်တခုရောက်လာတဲ့အခါကျရင်တော့ချွေးမလီကကဒီကိစ္စတွေအားလုံးပြောပြလိုက်မယ်အရိခါကျရင်တော့သူလည်းငါရဲ့မတက်တာမှုတွေကိုနားလည်သွားမှာပါအခုထမင်းပပူလေးစားပြီးတော့အေးအေးဆေးဆေးတီဗီထိုင်ကြည့်နေကြဟုတ်ပြီလားဆရိုးစ်ကလည်းမိန်ကလေးငယ်လေးတွေကိုပြောဆိုပြီးနောက်မှာတော့အခန်းထဲမှာပြန်ထားခဲ့ပါတယ် နောက်နေ့မှာပါရလကာထမင်းတွေအများကြီးချက်ခဲ့ပါရီဒီနောက်မှာတော့သူ့မိဘအိမ်ကိုသူ့အလဲအပန်းအနေနဲ့ပြန်သွားခဲ့ပါရီဘယ်သူမှမရှိရတဲ့အခါမှာတော့မိန်းကလေးငယ်လေးတွေအပြင်ကိုထွက်လာခဲ့ပြီးအားလုံးစောင့်နေခဲ့ကြပါရီချွေးမလေးအိမ်ကိုပြန်ရောက်လာတော့မယ့်အချိန်မှာတော့အားလုံးကိုအခန်းထဲပြန်ဝင်နေခိုင်းခဲ့ပါရီပါရလအိမ်ကိုရောက်ရှိလာခဲ့တဲ့အခါမှာအိမ်တစ်ခုလုံးရှုပ်ပွားနေပါရီအမေရဲ့အိမ်တအိမ်လုံးဘလို့ဖြစ်လို့ဒီလောက်တောင်မှရှုပ်ပွားနေရတာလေတရေရောက်မြောင်အိမ်ကိုလာလေသေးရလား ရောက်ခမကလည်းအနေငယ်လန့်သွားတဲ့အတွက်ပြောလိုက်ပါရီမဟုတ်တာတမီလေးရေမလာဘူးမလာဘူးဘယ်သူမှလည်းမလာကြပါဘူးတကယ်တော့၂ယောက်ခတိနဲ့ငါ၂ယောက်တည်းအိမ်မှာရှိတာဆိုတော့အရန်ကိုပြင်းနေခဲ့ကြတာလीအဲ့ဒါနဲ့အမေတို့လည်းစော့ကြမယ်ဆိုပြီးတော့စော့နေကြတာအဲ့ဒါနဲ့အိမ်တိုင်းအိမ်လုံးပွားသွားတယ်အဖေနဲ့အမေကအခုချိန်ထိခလေးတွေလိုမျိုးစော့ကစားနေကြတော့မဲ့လားဒီစကားကိုကြားရတော့ကျမလည်းဝမ်းသာပါရဲ့ရှင်ကျမလည်းခလေးတွေလိုမျိုးကစားကျင်လိုက်တာ ဒါပေမဲ့အမေကတော့ကျမကိုကြီးနေပြီးအရွယ်ကရောက်နေပြီးခလေးလိုမျိုးမစော့ရဘူးဆိုပြီးတော့အမေရဲ့ပြောတယ်။ပြောပြီးနောက်မှတော့သူမဝမ်းနေသွားခဲ့ပါတယ်။ရပါတယ်ချင်းမလေးရဲ့ဒီမှာစော့လေ။အမေကလည်းကျမတယောက်တည်းစော့မယ်ဆိုရင်တော့အယူနဲ့တူနေမှာပေါ့။အနီကကလည်းအမေကကြောင်းသွားနေရတာဆိုတော့ကျမဘယ်သူနဲ့စော့ရမှာလဲ။အမေစီမှာဒါတမီလေးတွေအများကြီးရှိရင်တော့တမျိုးပေါ့။ဆာရိုစ်ကအဲ့ဒီအချိန်မှာအရာအားလုံးအမှန်အတိုင်းပြောပြခြင်းနေခဲ့ပေမဲ့သူမတတ်တိမရှိခဲ့ပါဘူး။နှစ်ရက်သုံးရက်ဒီပုံစံအတိုင်းကုံဆုံးသွားခဲ့ပါရဲ့။ နေ့စဉ်တိုင်းချွေမလီကထမင်းတွေအများကြီးချက်နေရတဲ့အတွက်တန်တရားဝင်လာခဲ့ပါတယ်။တရမချွေမလီကိုအနားယူခိုင်းပြီးဆရိုးစ်ကတော့တမီးလေးတွေကိုထမင်းသွားကြွေးပါတယ်။ဒီအချိန်မှာပိုင်ယယ်ကလည်းရှေးတောက်ဖို့အတွက်မိဖို့အကန်နဲ့ဝင်လာခဲ့ပါတယ်။သူရဲ့ခမကထမင်းတွေကိုအပြင်ကိုယူသွားတာမဟုတ်ဘဲအပေါ်ဘက်ကိုယူသွားတာကိုတွေ့လိုက်ရပါတယ်။အမေကထမင်းတွေကိုစင်းရဲသားတွေကိုဝေပေးရဆို။ဘာဖြစ်လို့များထမင်းမှုတွေကိုအပေါ်ကိုယူသွားနေရတာလဲမသိဘူး။သူမအပေါ်ရက်ကိုတတ်သွားကြည့်လိုက်တဲ့အခါမှာတော့မိန်ကလေးငယ်လေးတွေအများကြီးကိုတွေ့လိုက်ရပါတယ်။ အားလုံးသမင်းစားနေခဲ့တဲ့အချိန်မှာပဲသူမအခန်းထဲဝင်လာပြီးမေးလိုက်ပါတယ်အမေတို့တို့အားလုံးကဘဲတို့တွေလဲပြီးတော့အမေဘာဖြစ်လို့တို့အခန်းထဲပိတ်ထည့်ထားရတာလဲချွေမလေးကိုတွေ့ခဲ့ရတဲ့အခါမှာဆရောစ်လည်းလန့်ဖြန့်သွားတာပေါ့သူလည်းမျက်ရည်တွေကျလာခဲ့ပြီးငိုနေရင်းနဲ့ပြောလိုက်ပါတယ်ချွေမလေးရေငါတောင်းမှပါတယ်ဟာငါ့ကိုခွင့်လပါဒီကိစ္စတွေအားလုံးငါနဲ့ဖုံးကွယ်ထားခဲ့မိရဲ့သူတို့ကလေငါရဲ့တမီးလေးတွေပါအမေရဲ့ဘာဖြစ်လို့သူတို့ဒီမှာဖွက်ထားရတာလဲတကယ်တော့ငါသားလေးကသူညီမတွေအများကြီးကြောင့်လက်မထပ်နိုင်ဖြစ်နေခဲ့ရတာ အားလုံးကရောင်မ9ရောက်ရှိတယ်ဆိုတော့ကိုကြားတာနဲ့ထွက်ပြေးကုန်ကြတယ်။မိန်းကလေးတွေအများကြီးကြီးခဲ့တယ်။အားလုံးကလည်းသမီး9ရောက်ရှိတယ်ဆိုတော့ကိုကြားတာနဲ့ကြောက်လန့်ပြီးထွက်ပြေးကုန်ကြတယ်။နေရောက်လာတဲ့အချိန်မှလည်းနေထွက်ပြေးသွားမှဆိုလိုပါ။ဒါပေမဲ့အခုကလက်ထပ်ပြီးသွားပြီလေအမေရဲ့။ဒီအချိန်မှလည်းကြောက်ရတာပဲနေအိမ်ပေါ်ကစင်းသွားမှဆိုလို့အမေရဲ့ကျမကတအိုးလေးတော့သမီးပါ။ကျမတဘောကလည်းမောင်နှမတွေအများကြီးရှေ့စေချင်နေခဲ့ရာ။ အမေကတော့လက်ထပ်ပြီးလို့ရခမအိမ်ရောက်သွားရင်ရောင်မတွေရရင်အဆင်ပြေသွားလိမ့်မယ်။အမေကတော့ကျမရဲ့ပျော်ရွှင်မှုတွေအားလုံးကိုဒီအခန်းထဲမှာပိတ်လောင်ထားတယ်။ကဲကဲကဲထွက်ထွက်အားလုံးထွက်ကြ။မိန်ကလေးတွေကလည်းတို့ရောင်မကိုဖတ်ထားခဲ့ကြပါရဲ့။ပျော်လိုက်တာရောင်မရဲ့။နင်တို့မရှိတော့ငါဘလောက်တောင်မှဝမ်းနေခဲ့လေတီလား။ငါတို့အားလုံးအတူတူပျော်ပျော်နေကြမယ်နော်။ဒီစကားကိုကြားခဲ့ရတဲ့ရခမဖြစ်သူကဝမ်းနေမျက်ရည်ကြမိပါရဲ့။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ကြက်အိုဟင်းအရန်ကြိုက်တဲ့သားဆိုတဲ့ပုံမြင်ပဲဖြစ်ပါရဲ့ ကဲတားလေးရေဒီနေ့တားအတော့သတော်သမီးလောင်းလေးတော့ကြည့်ရမယ်တိလားတခါတဲ့စကားကိုအပီးအပြက်ပြောလာရမယ်တားရေဒါပေမဲ့ချောမောလှပါတဲ့မိန်ကလေးတယောက်ကတော့ကျွန်တော်ကိုသဘောကျလိမ့်မယ်လို့ကျွန်တော်လုံးဝမထင်ပါဘူးဘာဖြစ်လို့လဲခလေးရဲ့နေ့မှဘော်ရီမားလိုအပ်ချက်ရှိနေလို့လဲ။အော်အဖွားရဲ့တားကကြက်ဥရောင်းနေသူလေ။ကြက်ဥရောင်းနေသူကိုဘယ်လိုမင်းခလေးမျိုးကများလက်ထပ်ချင်ပါလိမ့်မလဲ။ဂူဒီရှိတယ်လေ။ဂူဒီကအရန်ကိုလှပလွန်နေ သူ့ပုံစံလေးကိုကြည်စမ်းဘလောက်တောင်မှပြီးပြည့်စုံနေလိုက်တလဲဒါရင်ဘယ်ကပါအောင်မလဲသူကနင်းကိုပဲလက်ထက်မှာဟုတ်လားဒါနဲ့ဘာဖြစ်လို့သူကကျွန်တော်ကိုပဲလက်ထက်ချင်ရတာလဲဘာလို့ရမှာလဲသူကကြက်အူစားရတာအရန်ကြိုက်တယ်လေငါစကားစပြောခဲ့ကသူကတော့သဘောတူထားပြီးသားပဲငါတို့အခုဒါရီအကုန်လုံးကိုစကားအပြက်ပြောဖို့ပဲကြံတော့တယ်ဒီနေ့ရှင်ငယ်လေးကလေးကသူ့ရဲ့မိဘနှစ်ပါးလုံးကွဲလွန်သွားခဲ့ပါတယ် သူကိုစောက်ရှောက်ပေးဖို့အတွက်နောက်ထပ်ဘယ်သူမှရှိမနေခဲ့ပါဘူး။ဒါကြောင့်သူရဲ့အဖွားဖြစ်သူကပဲသူ့ကိုငငယ်လေးကလေးကပြုစုစောက်ရှောက်ပေးခဲ့တာဖြစ်ပါတယ်။အခုဆိုလို့ရှိရင်တော့ဒိနေရှ်ကအရွယ်ကလည်းရောက်ရှိလာခဲ့ပါပြီ။သူကကျဲဥပလာတာနဲ့ကျဲဥတို့ရှိလှုပ်ရှားပါတယ်။ဂူတီဆိုတဲ့မိန်းကလေးကတော့နေ့စဉ်နေ့တိုင်းကျဲဥဟင်းစားရတာကိုအရင်ကြိုက်ပါတယ်။ဒါကြောင့်လေသူကဒိနေရှ်နဲ့လက်ထပ်ဖို့အတွက်ချက်ချင်းပဲသဘောကျလိုက်ပါတော့တယ်။ကျမလက်ထပ်မယ်ဆိုလို့ရှိရင်တော့သူနဲ့ပဲလက်ထပ်မယ်အမီး။ သူနဲ့တော့လက်ထပ်လိုက်မယ်ဆိုရင်တော့ကျမနေ့စဉ်နေ့တိုင်းကြက်ဦးဟင်းစားဖို့အခွင့်ရှိတစ်ခုရသွားလိမ့်မယ်ဒီလားအမေရေကျမရဲ့မင်္ဂလာဆောင်ကိုအမြန်ဆုံးလုပ်ပေးစမ်းပါကဲသမီးနင်သေးချာစဉ်းစားနောက်တော့မှနောင်တရတဲ့အလုပ်မျိုးကိုတော့မလုပ်နဲ့နော်ပြီးတော့ကောင်လေးကကြက်ဦးအလုပ်လုပ်တယ်ဆိုတော့ကိုလည်းနင်သိတယ်မဟုတ်လားလူတွေအားလုံးနဲ့ဘာပြောကြလိမ့်မလဲအမေရလည်းကျမလူတွေပြောတဲ့စကားတွေကိုသိပြီးတော့ခရူးဆိုင်မနေပါဘူးသူတို့ပြောတဲ့စကားကိုကျမဘာဖြစ်တော့နားထောင်ရမှာလဲအမေသာကျမကိုဒီမင်္ဂလာဆောင်အမြန်ဆုံးလုပ်ပေးလိုက်တော့ ကျမကတော့ကြက်ဥစားရတာကြက်ဥရောင်းရတာတခုခုမှားရွေးနေတယ်လို့ကိုမထင်ဘူးကျမတို့အဆင်ပြေတယ်အမေရဲ့တမီးဖြစ်သူကအရန်စိတ်အားတက်ကြွနေခဲ့တဲ့တော့ကြောင့်မို့လို့အမေဖြစ်သူကလည်းမင်္ဂလာဆောင်ကိုချက်ချင်းပဲသဘောတူပေးလိုက်ရပါတော့တယ်။ရန်နေငယ်ကြမြင်သွားခဲ့တဲ့အခါမှာသူတို့နှစ်ယောက်ကလည်းကြည်ကြဲခနာစွာနဲ့လက်ထပ်သွားခဲ့ကြပါရဲ့။လက်ထပ်ပြီးကိုတီရခမအင်ကိုရောက်ရှိလာခဲ့တဲ့အခါမှာအရန်ကိုဝမ်းသာပြောရွှင်နေခဲ့ပါရဲ့။ရခမအင်မှာကြက်ဥတွေအများကြီးရှိနေခဲ့တာကို ပထမအဦးဆုံးနေရာမှာကလေးကသူမကတော့မိဖို့ခန်းထဲမှာအလုပ်လုပ်ရတာဝမ်းသာပျော်ရွှင်လောနေခဲ့ပါတယ်။ဒီလိုနဲ့သူမပထမအဦးဆုံးနေမှာပဲဝမ်းသာပျော်ရွှင်စွာနဲ့အဖွားကြီးရခမဖြစ်သူကိုလာပြောလိုက်ပါတယ်။ဒါနဲ့အဖွားကြီးကျမဘာချက်ရမလဲ။ရပါတယ်မိလေးရရတယ်ရတယ်နင်ဘာကြိုက်လဲ။ကြိုက်တာကိုသာချက်လိုက်ငါတို့အားလုံးကအဆင်ပြေတယ်နေကြွေးရကိုပဲစားလိုက်မယ်။ဒါဆိုရင်တော့ကျမကြောက်ဟင်ချက်လိုက်မယ်လေ။ကျမကတော့ကြောက်ဟင်စားရတာအရန်ကိုကြိုက်တယ်။ အေးပါအေးပါငါသိပါတယ်နင်ကျုပ်ဘလောက်တောင်ကြိုက်လဲဆိုတာကငါကောင်းကောင်းသိရပါ့နင်ကျုပ်ဟင်စားခြင်းနဲ့ဆိုလို့ရှိရင်တော့ချက်လေးကျုပ်ဟင်ကိုပဲချက်လိုက်ငါတို့အားလုံးလည်းကျုပ်ဟင်ပဲအတူတူစားလိုက်ကြတာပေါ့ဟုတ်တယ်မလားမြည်လေးရဲ့ဒါပေမဲ့မင်းချက်တဲ့ကျုပ်ဟင်ကတော့တကယ်အရန်ကိုအရသာရှိနေမှဖြစ်မှာနော်ဘလို့လဲအဖွားကြီးကျွန်တော်ပြောတာမှန်နေမဟုတ်လားအမလီဘောင်းဖမ်းရမှာလဲဘာမှမမှန်ဘူးအကုန်လုံးမှားနေရဲ့နင့်ကိုနင်ဘာထင်နေလဲနင်တယောက်တည်းပဲကျုပ်ဟင်ကိုအကောင်းမွန်ဆုံးချက်ပြုတ်ကြတယ်ဆိုပြီးတော့ထင်နေရလား ။နင်းဆောင်ကြည့်လိုက်။ငါချွေးမလေးကနင်းထပ်ဖို့အရသာရှိတဲ့ကြက်ဥဟင်းကိုသူ့ချက်ပြလိုက်မယ်။အဖွားဖြစ်သူကအခုလိုပြောလိုက်တဲ့အခါမှာတော့ဒိနေရှ်ကလည်းပါးစပ်ပိတ်သွားခဲ့ပါတော့တယ်။ကိုတီကမိဖို့ကနေဝင်သွားခဲ့ပြီးနောက်မှာတော့အရသာရှိလို့နဲ့ကျောက်ဟင်းနဲ့အတူတူရိုတီရီကိုလည်းသူမလုပ်ခဲ့ပါရီ။သူမချက်ထားတဲ့ကျောက်ဟင်းကတကယ်အရန်ကိုအရသာရှိတော်လာပါရီ။အားလုံးကလည်းထမင်းစားနေရင်ကျောက်ဟင်းဘလောက်ကြောင်မှကောင်းကြောင်ကိုချီးကျူးနေခဲ့ကြပါဘော။အဖွားရဲ့အဖွားရဲ့ချွေးမကတကယ်အရန်ကိုတော်တယ်။ သူချက်ထားတဲ့ကျောက်ဟင်ကတကယ်စားကောင်းပြီးအရသာရှိလိုက်တာဘလို့ချီးကျူးရမလဲတော့ကျွန်တော်မသိရဘူးတကယ်စားကောင်းတဲ့ကျောက်ဟင်ကိုသူချက်ပြုတ်ကြတာပဲကဲဒါဆိုရင်တော့နင်အခုလက်ခံသွားပြီလားချွေမလေးကျောက်ဟင်ချက်ပြုတ်တဲ့နေရာမှာနင်းထက်တော်တယ်ဆိုတာကိုလေငါနဲ့ပြောပြမယ်ချွေမလေးစီကနေကျောက်ဟင်ဘလို့ချက်ရလဲဆိုတဲ့နေ့ကိုနင်သိယူစမ်းမအောင်တော်ပါတော့တော်ပါတော့ကျွန်တော်ရဲ့ဖောက်တယ်တွေကတော့ကျွန်တော်လှုပ်ထားတဲ့ကျောက်ကိုပဲအရန်ကိုကြိုက်နေတတ်နေကြပါပြီအရင်နေ့မှအားလုံးကလည်းအတူတူကျောက်ဟင်ကိုစားခဲ့ကြပါပြီ ကိုတီကိုလည်းအားလုံးကချီးကျူးစကားပြောဆိုခဲ့ကြပါရည်။ဒါပေမဲ့ကိုတီကတော့နေ့စဉ်နေ့တိုင်းကျဲဝဟင်းစားရတာသူမအတွက်အကျင့်တစ်ခုလိုမျိုးတောင်ဖြစ်နေခဲ့ပါပြီ။သူမရဲ့အကျင့်တွေကိုသူမဘယ်တော့မှပြုပြင်ပြောင်းလဲသွားဖို့လည်းစိတ်ကူးမရှိပါဘူး။နောက်နေ့ရောက်ရှိသွားခဲ့တဲ့အခါမှာသူကသူ့ရဲ့အဖွာရောက်ခမဆီသွားပြီးနောက်မှာတော့ကျဲဝဟင်းထပ်ပြီးထပ်ဖို့ကိစ္စကိုပြောလိုက်ပါရည်။ဒီအချိန်မှာအဖွာဖြစ်သူကတခါရဲညင်းပြစ်လိုက်ပါတော့တယ်။ချွေးမလေးရေနေကျဲဝဟင်းစားခြင်းနဲ့ဆိုရင်တော့စားနော်၊ကြိုက်တယ်လို့စား။ငါတို့နဲ့မတားပါဘူး။ ဒါပေမဲ့ငါတို့ကတော့အမြဲတမ်းမစားနိုင်ဘူးလေငါတို့အတော်တချာဟင်းတစ်ခုခုချက်ပေးလိုက်ငါတို့နေစင်နေတိုင်းတက်ဖို့ဟင်းဘယ်လိုစားကြမလဲကောင်းပြီကောင်းပြီဒါဆိုလို့ရှင်တော့ကျမဖွားတို့စားဖို့အတော်တီးတန့်ဟင်းတစ်မျိုးချက်ပေးထားလိုက်မယ်နော် အေးအေးအေးကောင်းတယ်ကောင်းတယ်အဲ့ဒါကအစင်အပြေဆုံးပဲဖြစ်လိုက်မယ်အရင်နေ့မှာကိုကြီးကသူမစားဖို့အတော်ထမင်းနဲ့ကြက်ဖို့ဟင်းအများဆုံးချက်ခဲ့ပါရီသူရဲ့မိသားစုဝင်တွေအတော်တချာဟင်းတစ်မျိုးကိုချက်ပေးခဲ့ပါရီဟဲ့နေငါတို့တို့ချက်ထားပေးရဲ့ဟင်းစားလို့ကောင်းတာပဲ နင်ကြတော့ဘာဖြစ်လို့ထမင်းနဲ့ဟင်စားနေရတာလဲငါတို့နဲ့အတူတူလိုက်စားကြည့်လေစားကောင်းပါလေကျမတခြားဟင်းတွေမစားကြင်ပါဘူးကျမကြက်ဦးဟင်းပဲစားကြင်တယ်။အော်သမီးရဲ့ကြက်ဦးကကျမကြီးအကြွားကောင်းကျိုးတွေရှိတယ်ဆိုပေမဲ့စိုးကျိုးလည်းရှိရနော်။နင်အခုလိုမျိုးတခြားဟင်းတွေကိုလည်းစားတဲ့တည်းအမြဲတမ်းတစ်ခုပဲစားနေမယ်ဆိုရင်တော့ကျမကြီးချိုးယွင်းသွားလိမ့်မယ်။ကျမရဲ့ကျမကြီးအချင်းနေအရန်ကိုကောင်းပါတယ်တခါမှဘာမှဖြစ်ဖို့တာလည်းမဟုတ်ဘူး။ကျမလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကကြက်ဦးတမျိုးနဲ့စားလာခဲ့တာဘာတစ်ခုမှပြောင်းပြီးတော့စားလာခဲ့တာမှမဟုတ်ကြ။ အေးစားစားစားနင်ကြိုက်တာကိုကြိုက်တလို့သာစားပြီးတော့ငါတို့ကလူကြီးတွေလူကြီးတွေဆိုတာကလူငယ်တွေမသိတဲ့အရာတွေကိုပြောပြဖို့ရှင်းပြဖို့အတွက်တာဝန်ရှိတယ်။ငါတာဝန်ကတော့ပြီးဆောင်သွားခဲ့ပြီနင်ကြိုက်တာကိုသာလုပ်တော့အဲ့ဒီအချိန်မှာဒိနေရှ်ကိုရိုင်းကလည်းသူ့အဖွာပြောတဲ့စကားတွေကိုသိပ်ပြီးတော့အာရုံမစိုက်ပဲနဲ့နေနေလိုက်ပါတော့တယ်။သူကိုရိုင်းကလည်းနေစင်နေတိုင်းတက်ဥစားလို့ဘာမှမဖြစ်တော့ဘူးလို့ထင်မှန်းနေခဲ့သူတယောက်ပါ။ ဒီလိုနဲ့သူမကိုယ်တိုင်ကလည်းနေစင်နေတိုင်းကြက်ကိုဟင်စားနေရတာကိုသဘောကျနေခဲ့ပြီးတော့အေးစစ်စစ်ပဲစားနေခဲ့ပါတယ်။သူမစိတ်ပါတဲ့အခါတိုင်းကြက်ကိုဟင်ထားချတတ်ပါတယ်။ဖယားသခင်ကိုတကယ်ကျေးဇူးတင်ရမယ်။ငါဒီမှာကြက်ကိုတိုက်တလောက်စားလို့ရတယ်။ဒါပေမဲ့တခုခုကိုအလုံးအကျုံအောင်ဆွဲနေပြီဆိုလို့ရှိရင်တော့ဒါကအရှမ်းကိုအန်တရီများလုံးပါတယ်။လူတယောက်ကကျမရဲ့ညို့ဖို့အတွက်မျိုးစုံသောအစားအသောက်တွေကိုစားသုံးသင့်ပါတယ်။ နွားနို့ဒဲငင်အသီးအရွက်အသားငါအားလုံးကိုမျှကြအောင်စားတောက်ရမှာဆိုပေမဲ့ကိုတီကတော့ဥတမျိုးတဲ့ကိုတာအမြဲတမ်းစားတောက်နေခဲ့ပါရီအဲဒါကြောင့်သူမတဖြည်းဖြည်းနဲ့ဝိတ်တွေတအားကိုတက်လာပြီးဝါလာခဲ့ပါရီသူရဲ့မိမတဖြည်းဖြည်းဝိတ်တွေတက်ပြီးဝါလာတော့ကိုတွေ့ခဲ့ရတဲ့အခါမှာတော့ဒိနေရှ်ကလည်းပြောလိုက်ပါရီကဲဒီမှာကိုတီနေကျုပ်ဘလောက်ပဲဆဆာငါနေကိုတားမှမဟုတ်ပါဘူးနေကျုပ်အရန်ကြိုက်တယ်ဆိုတော့ကိုလည်းငါသိပါရီဒါပေမဲ့နေ့တိုင်းကျုပ်ကြီးပဲစားတဲ့အခါကျတော့နေရဲ့ကျမ်းမကြီးမကောင်းဖြစ်သွားမှာပေါ့ တခြားထမင်းဟင်းတွေကိုလည်းနေစားကြည့်ဖို့အတွက်ငါကတော့အကြံပေးခြင်းနဲ့နေကျုပ်တွေအများကြီးစားနေလို့လည်းအခုလိုမျိုးဝိတ်တက်လာနေရလားမသိဘူးနော်။ဘာဆိုင်လဲရှင်ဘာမှလည်းမဆိုင်မနဲ့ရှင်ကလည်းရှောက်ပြောနေပြန်ပြီ။ကျမကျုပ်ဘလောက်တောင်မှကြိုက်လဲဆိုတော့ကိုရှင်လဲသိရတာနဲ့ပြီးတော့ကျမကျုပ်ကလည်းလို့ဘာတခုမှမစားခြင်းပါဘူး။ကျမကျုပ်စားပြီးတော့နေရတာအဆင်ပြေနေရပဲလေဘာမှလည်းမဖြစ်ဘူးစိုက်ပုံမနေပါနဲ့အရင်နေ့မှကိုတီကတော့အခုလိုမျိုးပြောပြီးတော့စကားကိုကြော်သွားလိုက်ပါတော့လေ ။သူမကျိုးတွေကိုလုံးဝကိုမဖျက်နိုင်ခဲ့ပဲနေစဉ်နေတိုင်းစားနေစားနေရင်ဝိတ်အရန်တက်လာပါလေ။သူမယောဂတွေအများကြီးလဲဝင်လာခဲ့တဲ့အတွက်ကြောင့်မို့လို့အိရာတွေလဲသွားတဲ့အထီးပါပဲ။သူမထားရတာထိုင်ရတာအလုံးလုံးရတာအရင်တုန်းကနဲ့မတူပဲတအားကိုလေးတန်နေခဲ့ပါပြီ။ဒီနေ့ကလည်းကိုတည့်ရတဲ့အချိန်လေးကိုလုံးဝမကြည့်ရတော့ပါဘူး။ဒါကြောင့်သူရဲ့မိမကိုအမြန်ဆုံးဇေယောင်ကိုခေါ်တော့ပြပေးခဲ့ပါရီဇေယောင်ဝင်ကလည်းကိုတီးရဲ့ဂျာမောင်ရဲ့အခြေအနေကိုစစ်ဆေးပေးပြီးသွားတဲ့အခါမှာပြောခဲ့ပါရီ ကျောင်းကကျမရဲ့အတွက်ကောင်းမွန်နေဆိုတာကတခြားဟင်းသီးဟင်းရွက်တွေအသားတွေငါးတွေပဲတွေနွားနို့တွေထိန်ချင်းတွေဒါတွေအားလုံးကိုအတူတူစားသုံးတော့မှာပါခမရဲ့စားပုံတောက်ပုံကိုအမြန်ဆုံးပြောင်းလဲမှဖြစ်လိမ့်မယ်နော်မဟုတ်ဘူးဆိုလို့ရှင်တော့မဟုတ်လို့ရှင်ဘာဖြစ်လဲစရာတကယ်လို့ခမရဲ့မိမစားတောက်ပုံမပြောင်းလဲဘူးဆိုရင်တော့ဒီထက်ပိုဆိုးတဲ့ယောဂဝေဒနာတွေအများကြီးကိုတုခံစားရနိုင်တယ်ယောဂတွေပို့ပြီးတော့ဝင်လာလို့ရှင်တော့သူ့ကိုစေကူတောက်ဖို့ဆိုတာကအရန်ကိုခက်ခဲသွားမှာပါ ဒီစကားကိုကြားခဲ့ရတဲ့အခါမှာကိုတီတတော်လေးကိုလမ်းဖြန်သွားခဲ့ပါတော့တယ်။သူမချက်ချင်းပဲကြက်ဦးနဲ့အတူတူတခြားအာဟာရဖြစ်စေတဲ့အစာအသောက်တွေကိုလည်းစားတောက်ဖို့အတွက်ဆုံးဖြတ်ချက်ချထားခဲ့ပါရဲ့။ဒါနဲ့ဆရာကျွန်မကျောက်ကိုရှော့စားပါမယ်။ကျန်တဲ့အစာအသောက်တွေကိုလည်းမြင်မြတတာစားနိုင်အောင်လို့ကျွန်မစူးစမ်းပြင်ဆင်ပါမယ်နော်။ဒါနဲ့ကျွန်မကျောက်ဟင်းချက်တာအရန်တော်တယ်တိလား။ကျွန်မကိုယ်တိုင်ချက်ထားတဲ့ကျောက်ဟင်းကိုတစ်ခေါက်လောက်စားကြည့်မလား။ကျွန်မယူလာခဲ့ပေးမယ်လေ။အေးဟုတ်ပြီဟုတ်ပြီငါစားပါမယ်။ဒါပေမဲ့မင်းလုံးဝနေပြန်ကောင်းသွားတဲ့အခါကြတော့မှပဲစားမယ်နော်။ ဟုတ်ပြီလေဟုတ်ပြီဟုတ်ပြီဒါဆိုရင်တော့ကျမသဘောတူပါတယ်အရင်နေ့ကစပြီးကိုကြီးကတော့ကျမရဲ့နဲ့ညွတ်တဲ့အစားအသောက်တွေကိုသာရွေးချယ်စားတောင်းနေထိုင်ခဲ့ပါတော့တယ်ဆရာဝန်ပေးတဲ့စေတွေကိုတောင်းနေရင်လည်းဒီမှာကျမကြီးလိုက်စားလိုက်တဲ့အခါမှာတော့ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ပါပြီဆရာဝန်ကလည်းဒီမှာချက်ထားတဲ့ကျောက်ဟင်းကိုစားပြီးဒီမှာကိုတော်တော်လေးချီးကျူးခဲ့ပါတယ်ဒီနေ့ကိုတိုင်းကလည်းသူရဲ့ဆိုင်မှာကျောက်ပလာတာကျောက်တို့ရှင်နဲ့အတူတူသူ့မိမကိုတိုင်းချက်ထားတဲ့ကျောက်ဟင်းကိုလည်းရောင်းချပေးခဲ့ပါတယ် ကိုတီးချက်ထားတဲ့ကြောက်ဟင်ကအရန်ကိုအရာတော်ရှိပြီးကောင်းလို့တဲ့အတွက်သူရဲ့စီးပွားရေးအခြေအနေကအရင်တုန်းကထပ်ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ပါရဲ့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်